ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဂျွန်လ3ရက်ဓမီစီမပရိုင်တာမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်သွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖားကန်မြို့နယ်တွေကကြောက်လုတ်ကွက်တစ်ခုမှာပေါက်ကွဲမှုဖြစ်ပြီးလူ2ဦးသေဆုံးသွားတဲ့သတင်းအာနာသိန်းစစ်ကောင်စီစန့်ကျင်သူတွေကို online ဈေးကူရောင်းပါကဖမ်းဆီးမယ်လို့စစ်ကောင်စီကပြောကြားလိုက်တဲ့သတင်း တခုတ်ကူမိသက်ဌာနမှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု6ရောက်တေဆုံးတဲ့တဲ့င်းဝိုင်းမော်မှာတောင်ကျချောင်းရီကျောင်းကလင်းငယ်အပါအဝင်လူ9ရောက်တေဆုံးသွားတဲ့တဲ့င်းနဲ့နိုင်ငံတကာသတင်းဘက်မှာတော့အိန္ဒိယနဲ့ကုံတွေရဲ့သဘောတူညီချက်မကြခင်ရမယ်လို့မျှော်လင့်ကြောင်းအမေရိကန်ကုသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြားလိုက်တဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းဒေသမှော်စီစာကျေးရွာတင်အောင်ကျိုင်လောက်ွက်ဟောင်းမှာဂျွန်းလ3ရက်ဒီကနေ့နေ့လယ်တနားရီကျော်အချိန်မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးတော့လူ2ယောက်သေဆုံးကထိခိုက်ဒဏ်ရာရသူ73ယောက်ထက်မနည်းရှိတယ်လို့ဒေသခံတွေစီကသိရပါဗျ။လက်နက်ကြီးကြောင်ဒါမှမဟုတ်ဒရုန်းကြောင်ပောက်ကွဲမှုဖြစ်ပွားရတာဖြစ်တယ်လို့ဒေတာခန့်တွေကပြောပြီးအကြောင်းအရင်းအတိအကျကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးအဲ့ဒီပောက်ကွဲမှုကြောင် ကျောက်လုတ်ကွက်မှာအလုလုတ်ကင်နေကြတဲ့အမျိုးသားနှစ်ယောက်နေရာမှာတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသူနှစ်ယောက်လုံးကအမျိုးသားတွေပါ။ဒန်ယာရလူနာတွေလည်းစိုးရင်ရတဲ့လူတွေရှိပါတယ်။ဥကောင်းထိသူတွေကပါတယ်လို့ဒေတာခန့်တူကမီစီမာကိုပြောပါတယ်။လက်ရှိမှာတော့ပေါက်ကွဲမှုကြောင့်ဒေတာခန့်တွေထိတ်လန့်နေကြပြီးအတကလုံခင်းကကျောင်းသူကျောင်းသားတွေကိုကျောင်းဆင်းချိန်မတိုင်မီကျောင်းသားမိဘတွေကပြန်ခေါ်သွားတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။ ပေါကွဲတဲ့နေရာနဲ့ကျောင်းထဲကအဖြောက်တိုင်းရင်2မိုင်3မိုင်လောက်ပဲဝေးတယ်ဒါပေမဲ့အတန်ကပြင်းတယ်ပေါကွဲမှုကတော်တော်လေးပြင်းရကြီးတော့အကုန်လုံးလမ်းထွက်သွားပါတယ်လို့ဒေသခံတဦးကပြောပါတယ်ဒီကရမေလာကုံပိုင်းမှာလဲဖားကဲမြို့ကိုစစ်ကောင်စီကစစ်ချောင်းထိုးလာပြီးကာမိုင်းလုံခင်းဒေသတွေကတဆင့်နောက်ချံအင်အားတွေခြံပြီး ဖားကန့်မြို့ကိုခြိတက်လာကလက်ရှိမှာတော့ဖားကန့်မြို့အနီးပတ်ဝန်းကျင်မှာနေရာချထားပြီးဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါတယ်ဖားကန့်ကိုဝင်သွားတဲ့စစ်ကြောင်းကဖားကန့်တမကုန်းနဲ့အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့သူတို့ရဲ့တပ်စခန်းတွေမှာပြန်လည်နေရာချနိုင်ဖို့စီစဉ်နေတယ်လို့ကြားသိရပါတယ်ဒါပေမဲ့လက်တွေ့ဘဲစကန်တွေမှာအင်အားဖြစ်ပြီးအပြောင်းအလဲလုပ်တယ်ဆိုတာလောက်ကအခုအထက်တီသူတို့မလုံနိုင်သေးပါဘူး ူတို့တက်လာတာက6-900လောက်တက်လာတယ်လို့သတင်းရပါတယ်။ဒါပေမဲ့ဖားကန့်ရောက်လာတာကတရာဝန်းကျင်လောက်ပဲရှိတယ်။ကျန်တဲ့စစ်ကြောင်းတွေကကာမိုင်းတို့နန်ယာတို့နန်တိန်တို့မှာသူတို့ပြန်ထိုင်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ကျန်နေခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်ရှိမှာတော့ ကြောက်လုတ်ကွက်တွေမှာနေမြေရှင်းလင်းရေးလို့ဆိုပြီးလုတ်ကွက်ကုမ္ပဏီတွေစီကတဆင်ငွေကြေးတွေတောင်းယူနေပြီးအဆင်မပြေရင် ကြောက်တူးဖို့ရဲ့ရန်တရားတွေကိုမီးရှို့ဖျက်ဆီးတာတွေကိုဆောင်ရွက်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ် လုံခဲမှာရှင်းနေရဲဆိုပြီးပြန်လာတာရှိတယ်လောက်ကွက်တွေအရင်ဆုံးဝင်နေတယ်လောက်ကွက်တွေမှာဝင်ပြီးတော့မှအခွန်ကောက်တာတွေရှိပါတယ်အခွန်ကောက်ပြီးတော့ကားတွေဘက်ဟိုးတွေကိုမိရှို့တာတွေလုပ်တယ်လောက်ကွက်တွေမှာတော့သူတို့အင်တိုက်အားတိုက်ဝင်လာတယ်လို့ဒေတာခန့်တူကစစ်ကောင်စီတပ်ဖွဲ့ရဲ့မိရှို့ဖျက်ဆီးတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပါတယ်ဒီနေ့မနက်ပိုင်းမှာ ဖားကဲမြို့နယ်မော်စီစာကျေးရွာအနီးမှာရှိတဲ့လောက်ကွတစ်သုံးလုံးကဘဲဟိုးကာတစီမြေသေးကားနှစ်စီးအပြင်ကင်းတဲတလုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းဒေတာခန့်တွေစီကသိရပါတယ်။လုံခင်းဒေတာဟာဖားကဲမြို့နယ်၄မိုင်လောက်အကွာမှာတည်ရှိတာဖြစ်ပြီးတော့လက်ရှိမှာတော့အာလာသိန်းစစ်ကောင်စီတပ်ကဖားကဲတက်မကုန်းဖားကဲမြို့မှာရဲစခန်း မဇိုးရန်အချုပ်ထောင်လုံခင့်ဗျူဟာကုန်းလုံခင့်ရဲစခန်းရမ်းချက်စခန်းမော်စီစာဖျားကုန်းနဲ့ကန်စီဗျူဟာကုန်းတွေမှာတက်ဆွဲထားတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ဆရာနာတိမ့်မှုကိုစန့်ကျင်ပြီးလူသိများသူတွေဖြစ်ကြတဲ့ပန်ဆယ်လိုအိုင်ရင်ဇိုနီလာထဲအောင်တော်ချမ်းမြားမြတော်တင်းတင်းနွယ် CDM ဆရာမခိုင်စုလွင်ဒါရိုက်တာကိုပေါ့ရဲ့ဇနီး ထက်နေနေတဲ့စားတဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့ online ဈေးရောက်တာတွေလုပ်မယ်ဆိုရင်အေးအေးယူခံရမယ်လို့အာနာသိန်းစကောင်စီကဂျွန်လ3ရက်ဒီကနေ့ထုတ်သတင်းစာမှာထည့်သွင်းကြေညာလိုက်ပါတယ်။ဒါအပြင်အဆိုတော်ချမ်းချမ်းစီကတဆင်းနိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေကိုဖြန့်ဝေရောင်းချပေးနေသူ၂ယောက်ကိုလည်း April နဲ့ May လမှာဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။ ဖန်ဆစ်ခရရသူနှစ်ဦးဖြစ်တဲ့မဖြူဖြူနှင်းနဲ့ကိုဘုံမြင့်အောင်တို့ကိုကုံစီနဲ့ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမယ်လို့လည်းစစ်ကောင်စီကဆိုပါတယ်တော်လန်ရဲထောက်ခံသူတွေကိုအဆက်အသွေးမလုတ်ရဲအောင်စီးပွားရဲမလုတ်နိုင်အောင်တမင်ဖြတ်လို့ဖြက်စီးလုတ်တာပါအခုမဆောင်ပဲအွန်လိုင်းဈေးရောက်နေတဲ့ဆယ်လီတွေမှအများကြီးပါမိကပြတို့ထထမူးဦးတို့လိုင်စင်တင်လို့လားအခွန်ဆောင်လို့လား ူတို့စီကနေတဆင့်ယူရောက်တာနဲ့အဖမ်းခံရတာကြီးကအတိတ်ပဲမရှိပါဘူးလို့ online ဈေးရောင်းနေသူတဦးကသူ့ရဲ့အမြင်ကိုပြောပါတယ်။အာနာသိန်းစစ်ကောင်စီကပြည်ကြက်2023ခုနှစ်ဇူလိုင်လ22ရက်နေ့မှာ online စနစ်နဲ့ဈေးရောင်းချတာကိုအရေးကြီးဝန်ဆောင်မှုအဖြစ်ကြေညာခဲ့ပါတယ်။မပုံတင်လက်မှတ်မရှိဘဲ online ဈေးရောင်းချမယ်ဆိုရင်အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှန်၅အရာအရေးယူခံရမယ်လို့လည်းဆိုထားပါတယ်။ အဲ့ဒီပုံမှန်နဲ့အေးအေးယူခံရမယ်ဆိုရင်ထောင်နဲ့6လကနဲ့3နှစ်ဒါမှမဟုတ်ငွေကျပ်9သိန်းထက်မပိုတဲ့ဒဏ်ငွေပေးဆောင်ရမယ်လို့လည်းဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအမြင်မတူသူတွေနဲ့သူတို့ကိုစန့်ကျင်သူတွေကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးနေခဲ့ရမှာအာဏာသိမ်းပြီးချိန်ကစလို့ဂျွန်လ2ရက်နေ့အထိ ဖမ်းဆီးခံရသူစုစုပေါင်း2900ကျော်ရှိပြီးအဲ့ဒီထဲက2200ကျော်ကထိမ့်သိမ်းခံနေရဆဲဖြစ်ပြီးတော့အဲ့ဒီထိမ့်သိမ်းခံနေရတဲ့2200ကျော်ထဲကမှ1000ကျော်ဟာထောင်ဒဏ်တွေချမှတ်ခံရတယ်လို့နိုင်ငံရဲ့အကျဉ်းသားများကူညီဆောက်ရှောက်ရဲ့အသင်း AAPP ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတော့မကွေးတိုင်းဘက်ကသတင်းတပုတ်ကိုကြည့်အောင်ပါ မကွေးတိုင်းပခုတ်ခုမြို့ပေါ်မှာရှိတဲ့ခရိုင်မိသက်ဌာနမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတွားရောက်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ရွှေညာမြေ PDF တပ်ဖွဲ့စီကသိရပါဗျ။ဂျုံလာတရက်နဲ့မနက်3နာရီခွဲအချိန်မှာတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုမိနစ်30ကျော်ကြာမြင့်ခဲ့တယ်လို့လဲရွှေညာမြေ PDF တပ်ဖွဲ့တာဝန်ရှိသူကဂျုံလာ3ရက်နဲ့ဒီကနေ့မှာမီစီမာကိုပြောပါတယ်သူက မျိုးပေါ်တပ်စကန်တစ်ခုတိုက်နိုင်ဖို့အတွက်အချိန်ယူပြင်ဆင်ရပါတယ်။နောက်ပြီးစစ်ကူရောက်လာနိုင်ခြေကလည်းအယမ်းမြန်လို့မြန်မြန်လှုပ်ရှားရတဲ့အခက်အခဲလေးတွေရှိပါတယ်လို့ပြောပါတယ်။အဒီခရိုင်မိသက်ယုံအတွင်မှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်သား35ယောက်လောက်ရှိပြီးတော့တမတရားတစ်ကစစ်ကူတွေရောက်လာတဲ့အတွက်တော်လန်ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်းရွှေညာမြေ PDF ကဆိုပါတယ် တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား9ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရကြောင်းနဲ့စစ်ရုံမှာနောက်ထပ်1ယောက်ထပ်မံသေဆုံးတဲ့အတွက်စုစုပေါင်း6ယောက်သေဆုံးသွားတာဖြစ်ပြီးတော်လန်ရဲတပ်ဖွဲ့ဝင်တွေဖက်ကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့လည်းရွှေညာမြေ PDF ကပြောပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကူရောက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာတိုက်ပွဲဖြစ်ပွားတဲ့ခရိုင်မိသက်ယုံအနီးစစ်ဆဲမှုတွေပြုလုပ်တာလမ်းတွေကိုပိတ်ဆို့ရှာဖွေပြီးဒေသခံပြည်သူတို့ချို့ကို ဖမ်းဆီးတာတွေလုံဆောင်ခဲ့တယ်လို့လည်းရွှေညာမြေ PDF တပ်ဖွဲ့စီကသိရပါဗျ။အခုတိုက်ခိုက်မှုကိုရွှေညာမြေ PDF တပ်ဖွဲ့ပခုတ်ကူပကဖတယင်းတစ်နယ်စည်းမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတယင်း3တပ်ခွဲ၄တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျခင်ဗျာ။အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးတိုက်နယ်မှာတောင်ကြချောင်းရဲရုတ်တရက်စီးဆင်းမှုကြောင့် ရှင်းမဟော်ကြီးရော်နဲ့ရင်းတော်ကြီးရော်ကကလေးတဦးအပါအဝင်အမျိုးသမီး၂ယောက်နဲ့အမျိုးသား၂ယောက်သေဆုံးခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကပြောပါတယ်။ဂျွန်လာ၂ရက်နဲ့မနက်အစောပိုင်းမှာရုတ်တရက်တောင်ကျချောင်းရဲစီးဆင်းမှုကြောင့်ရှင်းမဟော်ကြီးရော်ကအသက်၁၄နှစ်အရွယ်မောင်လွန်းတောင်ခရစ်ချန်တင်းတောက်ဒေါ်လန်နောခောင်ညွေဒေါ်ဆိုင်ချီရင်းတော်ကြီးရော်ကဦးစိုးသူနဲ့ဒေါ်ဒါရှိဘောက်ချာတို့သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ချောင်းကတိတ်တိတ်လေးပါ ရေကြီးလွှမ်းမိုးတာမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့ရုတ်တရက်ချောင်းရေကျလာလို့အခုလိုဖြစ်သွားတာပါအခုတော့ရေတွေပြန်ကျသွားပါပြီကျွန်တော်တို့လည်းကေစေရဲဖက်မှာပြန်ဝင်နေပါတယ်လို့ KIO ဖက်ကပြောပါတယ်အခုလိုရုတ်တရက်ချောင်းရေကျဆင်းမှုကြောင့်ရှင်းမဟော်ကြီးော်ကစေပေကန်စာတင်ကြောင်းနေအိမ်တွေနဲ့စိုင်ကင်းတချို့ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ် အခုရက်ပိုင်းအတွင်းကချင်ပြည်နယ်မှာမိုးသေးထန်စွာရွာသွန်းမှုကြောင့်မြစ်ကြီးနားချီပွေဝိုင်းမော်နဲ့ပူတာအိုမြို့တွေမှာလည်းရေကြီးရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့အီယာဝတီမြစ်ရေဟာပြန်လည်ကျဆင်းနေပြီဖြစ်ပေမဲ့ရေကြီးမှုအခြေအနေကိုတော့ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ပြီးလိုအပ်ရင် KIO အနေနဲ့လည်းကေစရဲတွေဝင်ရောက်ကူညီနေတယ်လို့ဆိုပါတယ်။ မြေကြီးနာမိုးကောက်ဖက်အခုရေတွေကပြန်ကျနေပါပြီစောင့်ကြည့်နေတဲ့အနေထားပါလိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ KIO အနေနဲ့လည်းကုညီထောက်ပံ့တဲ့ကေဆေးရဲတွေလုပ်နေပါတယ်လို့ဘူမူကြီးနော်ဘူးကပြောပါတယ်မိုးသေးထန်စွာရွာသွန်းမှုကြောင့်ကချင်ပြည်နယ်အပြင်ရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်တော်မြအူးမင်းပြနဲ့တောင်ကုန်းမြို့တွေမှာလည်းရေကြီးရေနစ်မြုပ်မှုတွေရှိနေတယ်လို့သိရပါတယ် ဂျိုလာ3ရက်ဒီကနေ့ညနေပိုင်းအထိကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊အေယာဝတီတိုင်း၊ပဲခူးတိုင်းတွေမှာနေရာကွက်ကြားမိုးကြီးနိုင်ပြီးတော့မန္တလေးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း ချင်းပြည်နယ်၊ကရနီပြည်နယ်တွေမှာလည်းနေရစိတ်စိတ်နဲ့ကြံတိုင်းတဲ့ပြည်နယ်တွေမှာနေရအနှံ့မိုးထစ်ချုံရွာနိုင်ကြောင်းစစ်ကောင်စီရဲ့မိုးစလကဒီကနေ့မနက်9:00နာရီထုတ်ပြန်ချက်မှာခံမှန်းထားပါတယ်။ဒါအပြင်အမျိုးသားညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ BNDR ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကလည်း ဂျွန်လာ၂ရက်နေ့ကနေ၈ရက်နေ့အထိမိုးလေဝသခန့်မှန်းချက်မှာတော့မိုးကြီးတာနဲ့အတူလျှက်စီးလက်တာမိုးကြိုးပစ်တာလျှက်တဲ့ပြည့်ရေကြီးတာကမ်းပါပြိုကျတာနဲ့မြေပြိုတာစတဲ့သဘောဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ကြောင်းအထူးသတိပြုဖို့တိုက်တွန်းထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ် အိန္ဒိယနဲ့ကုန်သွယ်ရေးသဘောတူညီချက်မကြခင်ရမယ်လို့မျှော်လင့်ကြောင်းအမေရိကန်ကုသန်းရောင်းဝယ်ရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ဒီအကြောင်းအပြည့်အစုံကိုကိုခန့်ွေကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။တမရန်ထရန်ကချမှတ်မယ်လို့ချင်းချောက်ပြောကြားထားတဲ့အခွန်နှုန်းထားတွေကိုရှောင်ရှားနိုင်ဖို့ကုန်သွယ်ရေးသဘောတူညီချက်တရမကြခင်ရလိမ့်မယ်လို့အကောင်းမြင်မျှော်လင့်ကြောင်းအမေရိကန်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း West Lunas ကတင်လာနေကပြောကြားလိုက်ပါတယ်။ တိတ်မကြာခင်အတွင်းအမေရိကန်နဲ့အင်ဂျီယာတို့ကြားသဘောတူညီချက်တည်းရရလိမ့်မယ်လို့ခမများတို့မျှော်လင့်ထားသင့်ပါတယ်လို့သူကအမေရိကန်အင်ဂျီယာလက်တွဲဆောင်ရွက်မှုဖိုရမ်မှာပြောကြားပါတယ်။အဲဒီဖိုရမ်ဟာနှစ်နိုင်ငံအကြားဆက်ဆံရေးကိုတိုးမြင့်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။အလွန်ကောင်းမြင်မျှော်လင့်ပါချောင်းလဲသူက ပြောကြားခဲ့ပါတယ်။ဟဲလိုတင်ကြုံချမှတ်ထားတဲ့အခွန်တွေကိုရှောင်ရှားနိုင်ဖို့ဂျွလိုင်9ရက်နေ့ထိ trend ကဆိုင်းငံ့ပေးထားပါဗျာ မရိကန်ဘောမမြမတဖြစ်နေကြတွေကိုပြန်လည်ပြင်ဆင်ဖို့ကမ္ဘာစီးပွားရေးကိုကန်လှုပ်လိုက်တာဖြစ်တယ်လို့သူကဆိုပါတယ်အခွန်နှုံးထားတစ်တည်ချမှတ်ခြင်းကို အထူးထောက်ခံ အားပေးသူလူနစ်ကသူဒီအင်းကြီးကိုအလွန်ချစ်မြတ်နိုးသူ ဖြစ်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီစီးပွားရေးထွန်းတစ်ဆနိုင်ငံရဲ့အခွန်နှုံးထားတွေပေါ့အမျက်ထုတ်နေတာကိုကာလကြာမြင့်စွာခရဲကပဲစိုးရိမ်ပူပန်မှုရှိခဲ့တယ်လို့ဆိုပါတယ် အခွန်နှုံးသားတွေကိစ္စအိညာနဲ့ဆွေးနွေးရမှာတော့အခွန်နှုံးသားတွေကိုကျောင်းကျူးယုတ်တိရှိပြီးတင့်တော်တဲ့ပမာဏအထိရှော့ချရမယ်။ဒါမှတအုပ်နဲ့တအုပ်ကောင်းမွန်တဲ့ကုံတွယ်ဘက်နိုင်ငံတွေဖြစ်လာလိမ့်မယ်။ဒီကိစ္စဆွေးနွေးဖို့စပွဲပေါ်ကိုလုံးဝရောက်နေပါပြီလို့ကျွန်တော်ထင်ပါတယ်လို့သူကပြောပါရယ်ခင်ဗျာ။ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်တဲ့စားအုပ်စီစဉ်တွေကို တင်ပြပေးပါမယ်။ဒါတွေကိုမီဇီမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးပါပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4450ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633.83ကျပ်ပြင်ပပေါင်စေ3460ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1369.15ကျပ်ပြင်ပပေါင်စေ9082ကျပ် ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ53ကျာပြင်ပပေါ့စေ139ဒသမ39ကျာမလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ493ဒသမ36ကျာပြင်ပပေါ့စေ1050ကျာပေါ့စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ။နောက်ဆုံးရပြည်တွင်းရွှေစည်းနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်58သိန်းကျပ်၊ပြင်ပပေါက်စဉ်89သိန်း9000ကျပ်၊စကားပဲတစ်ကျပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်54သိန်း3500ကျပ်၊ပြင်ပပေါက်စဉ်83သိန်း1000ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရွှေစုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2405ကျပ်ပရီမီယံဒီဇယ်တလီတာကို2980ကျပ်အော်ဒိတ်92တလီတာကို2855ကျပ်အော်ဒိတ်95တလီတာကို2930ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစင်းလုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ 6330ကျပြင်ပပေါင်စီ9000ကျပေါင်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်ဒမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါ ဒမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။